ဟုတ်ကဲ့ Mac inverter နဲ့ပတ်သက်ပြီးရော setting chain ကြီးလေးကိုပြောပြပြပေါ်မှာဖြစ်ပါတယ်ခင်ဗျာနံပါတ်10အရေးကြီးတယ်ကိုယ့်ရဲ့ battery ကိုဘာလို့ဦးစားပေးပြီးသွင်းမလဲပေါ့နော် CSO ဆိုတာက solar ဦးစားပေး solar မရတော့ရှင် EVC နဲ့အားသွင်းမယ်ခင်ဗျာနော်မတူဘူးနော် solar ဦးစားပေး solar မရရင် EVC နဲ့အားသွင်းမယ်ဟုတ်ပြီနောက်တစ်ခုကိုသွားမယ် OSO ဆိုတာက solar လုံးဝတီးတန့်ကြီးပဲခင်ဗျာနော်မီးမရတဲ့နေရာတွေမှာအသုံးပြုတာပါ အဲ့တော့ကျွန်တော်တို့ကဘယ်မုတ်ကိုအများဆုံးအဖြစ်အသုံးပြုသင့်လဲဆိုရင် SNU မုတ်ကိုအသုံးပြုသင့်တယ်ခင်ဗျာ SNU ကဆိုလာရော EBC ရောနှစ်ခုလုံးတစ်ပြိုင်တည်းအားသွင်းမှာဖြစ်ပါတယ်ခင်ဗျာတကယ်ပဲလို့ဒီ function ကမီးရေမှန်သွားတယ်ဆိုရင်တော့မလိုဘူးခင်ဗျာနော်မီးရေမှန်သွားတယ်ဆိုရင်တော့ OSO function ကိုတုံးရမှာဖြစ်ပါတယ်ခင်ဗျာမှန်ရတော့ကျွန်တော်တို့က SNU မုတ်ကိုပဲထားပါမယ် Solar EBC ဦးစားပေးပါတော့ဟုတ်ပြီအဲ့မှာတစ်ချက်အရေးကြီးတာလေးကျွန်တော်ထပ်ပြောပြမယ်ခင်ဗျာဒါပထမဗီဒီယိုမှာပြောယူသွားရေကျွန်တော်မပြောတော့ဘူးအဲ့တော့ဒီမှာအပြည့်တဲ့ဟာကိုဘယ်လောက်ထားမလဲပေါ့နော်ကျွန်တော်က29.5 29.5ထားထားရခင်ဗျာနော်ဒီစက်ကုန်မှာဘက်ချာကြလို့ခေါ်ရခင်ဗျာဟုတ်ပြီကျွန်တော်18ကိုသွားပြပေးမယ်18မှာကလည်း29.4သူက floating ချက်ပေါ့နော် floating ချက်ဆိုတာဘက်တရီအပြည့်ကန်နေကြတယ်သူဖြည်းဖြည်းပဲတွင်းတော့မှာအဲ့ဒါလေးတစ်ချက်သတိထားရမယ်ခင်ဗျာနော် ဟုတ်ကဲ့ဒီမှာကြတော့ကျွန်တော်တို့ကဒီနံပါတ်16ကလိုဘိုးရိတ်เนาะလိုဘိုးရိတ်ကိုကျွန်တော်ဘလောက်ထားရလဲ20ထားရတယ်အဲတကယ်လို့အလုံးဝဗျာအာလီဖူးကိုအောင်သုံးညင်ပေါ့เนาะတချို့ကလည်း27 28ထားရတယ်ပုံမှန်27 28ထားလဲရပါတယ်ခင်ဗျာပြဿနာမရှိပါဘူးเนาะကျွန်တော်တို့ဒီမှာ20ထားရတယ်ခင်ဗျာလုံးဝပရီယိုအကုံအောင်သုံးမယ်ပေါ့ခင်ဗျာเนาะဒါမဲ့အဲ့လောက်ထိလည်းမကုန်ပါဘူးเนาะโอเคဗျာဒါလေးလာပြပြတာပါအားလုံးပဲနားလေသဘောပေါက်မယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်